ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Audio Bounce မြန်မာ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ပရိသတ်တွေအတွက်နေ့စဉ်နေ့တိုင်းမှာစိတ်ဝင်စားဖို့ရကောင်းတဲ့ဇလံကောင်းတွေကိုရွှေချေတင်ဆက်ပေးနေပါရစေ။ဒီကနေ့မှလည်းစာရေးဆရာအာဃဇော်ရဲ့ပထမံဘိုးဘိုးအောင်ဇလံမောင်ပထမပိုင်းအနေနဲ့မောင်ဘိုးအောင်စာတက်ပြီဆိုတဲ့ဇလံကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။တင်ဆက်မှုကိုနားမစင်ခင်မှာ Channel ကို Like and Subscribe တွေနဲ့အရင်အားပေးဖို့တောင်းဆိုချင်ပါရစေ။ ဇလန်အစ်တွေတင်နိုင်သိရှိစေဖို့အတွက်ဘေးနားမှာမြင်တွေ့ရတဲ့နိုတီခေါင်းလောင်းကိုတစ်ချမ်းနှိပ်ထားပေးပါရှင်။အချိန်ကမြန်မာတပ်ကရေ1100ခုနှစ်ကဖြစ်တဲ့ကုံမောင်မင်းဆက်စိုးမိုးအုပ်ချုပ်နေတဲ့အချိန်လေးဖြစ်တဲ့တောင်တွင်းကြီးမြို့အတွင်းကလူနှအူးလမ်းလျှောက်ထွက်လာကြတယ်။တယောက်ကတော့အသက်40အရွယ်ခန့်ယောက်ျားသားတယောက်ဖြစ်ပြီးတော့ကျန်တယောက်ကတော့အသက်10နှစ်အရွယ်ခန့်သာရှိသေးတယ်။ယောက်ျားလေးတယောက်ဖြစ်တဲ့အဲ့ဒီသူနှစ်ယောက်ကရုပ်ချင်းအလွန်ဆင်တူလို့ အဝေးမှာလှမ်းမြင်အောင်နဲ့တားဖားတွေဖြစ်တာကိုလည်းသိနိုင်တယ်။မြို့စုံတဏျာအယောက်မှာအဖေဖြစ်သူကခြေလန်းကိုရက်တန်းလိုက်တယ်။အဲဒီနောက်ခေါင်းကိုကုတ်လိုက်တယ်။ဒီလန်းဟုတ်ရဲ့လားအဖေရ။ဒီလန်းလို့တော့ပြောတာပါ။ဟိုအရှိရလူတယောက်ကိုမေးစမ်းကြည့်အောင်မယ်။အဖေဖြစ်သူမှာနွားတကောင်ဆွဲလာတဲ့လူကိုတွေ့တဲ့အတွက်အဲဒီလူအနည်းကိုပြေးသွားလိုက်ပြီးတော့နောင်ကြီးကိုမေးစရာရှိလို့ပါ။ဇေယမင်္ဂလာကျောင်းတိုက်ကိုဘယ်လန်းကသွားရမလဲဆိုတာနောင်ကြီးသိရင်တစ်ချက်ညွှန်ပြပါ။နွားဆွဲလာတဲ့လူက မျက်မှောင်ကျုပ်လိုက်ပြီးတော့တစ်ချက်စဉ်းစားနေတယ်။နောက်ကလည်းဇေယမင်္ဂလာចောင်းတိုက်လို့ခတ်တိုးတိုးလေးရေရွနေတယ်။အဲဒီလူရဲ့အပြုတ်အမူကိုကြည့်ပြီးအဖေဖြစ်သူမှလမ်းမလာပြီလားလို့တန်တရာဝင်လာတော့တယ်။အတန်ကြောင်စဉ်းစားပြီးတော့မှအော်ဟုတ်ပြီ။နောင်ကြီးပြောတဲ့ဇေယမင်္ဂလာចောင်းဆိုတာဂျင်းဒီចောင်းကိုပြောတာထင်တယ်။ဘလို့ဗျ။ဂျင်းဒီចောင်းနေလားဟုတ်တယ်နောင်ကြီး။ចောင်းရဲ့အမိကတော့ဇေယမင်္ဂလာចောင်းဆိုပေမဲ့အဲဒီចောင်းကဂျင်းဒီထွက်တဲ့ချောင်းကလေးအနီးမှာရှိတော့ ရွာကန်တို့ရကျင်းဒီကျောင်းကိုခေါ်ကြတဲ့နောင်ကြီးရ။ဒါဖြင့်ကျုပ်တို့သားဖားကိုလမ်းညွန်စမ်းမအောင်မြ။အဲ့ဒီလူကတနေရာကိုလက်ညှိုးညွှန်ပြလိုက်ပြီးတော့ဟောဟိုကစိမ့်စိမ့်ညှိုးညှိုးနဲ့တောအုပ်ကလေးကနောင်ကြီးပြောတဲ့ဈေးရမင်္ဂလာကျောင်းပေါ်နောင်ကြီးရဲ့အဖေဖြစ်သူမှလမ်းညွန်သူကိုကျေးဇူးတင်စကားဆိုပြီးတော့သားဖားနေရောက်ခတ်ထွက်ထွက်လျှောက်လာခဲ့ကြတယ်။ကျင်းဒီကျောင်းမှာတောင်ရင်းကြီးမျိုးရဲ့ရောက်ဖက်မျိုးစုံနေရာမှာတည်ရှိပြီးတောင်ကုန်းကလေးတစ်ခုရဲ့အခြေမှရှိပြီးတော့တပင်းကြီးတွေထူးထူးထဲထဲပေါက်ရောက်နေတာမို့ စိမ့်လန်း၍အိပ်အာဝါဒကောင်းလာတယ်။ကျောင်းဝင်းအတွင်ရောက်တဲ့အခါမှာခြေရန်ရှိတဲ့သားကျောင်းဆောင်ကြီးကိုမြင်တွေ့ရတယ်။ကျောင်းကြီးတစ်ခုလုံးကိုရေနံတုတ်ထားလို့မင်းနံနေတယ်။ကျောင်းမော်တက်သွားတဲ့အခါမှာဦးစင်းကြီးတစ်ပါးကိုလည်းတွေ့လိုက်ရတယ်။ဦးစင်းကြီးကအသက်60ခန်းရှိမယ်လို့ထင်ရတယ်။ကျောင်းအောက်မှာတော့ကျောင်းသားလေးတွေကစာအန်နေကြတာကိုတွေ့ရတယ်။ဦးစင်းကြီးအရှိမသားဖားနှစ်ယောက်ဒူးတောက်ထိုင်ချလိုက်ပြီးတော့ဦးစင်းကြီးကိုဝှက်ဖြေလိုက်တယ်။တကကြီးကဘယ်သူတော့ကိုယ်တင်မဖေ။တပိတော်ကတကောနိုင်ကုန်းက ဘိုးမြတ်စံညိုပါဖရာဟောရကတပည့်တော်ရဲ့သားအလတ်မောင်ဘိုးအောင်ပါတပည့်တော်တို့ကကျောင်းနိုင်ဆရာတော်နဲ့တွေ့ကြံလို့လာခဲ့တာပါဖရာဦးစင်းကကျောင်းနိုင်ဆရာတော်ပါပဲတကားကြီးတို့ဒီကိုလာတာဘာအကြောင်းကြောက်ပါလဲဘိုးမြတ်စံညိုကလက်အုပ်ချိလိုက်ပြီးတော့တပည့်တော်ကလက်ပံရှေးရွာစားတိပါဖရာတပည့်တော်တို့မှာသားသမီးများပြားလွန်တာကတကြောင်စီးပွားရေးကြက်တဲလွန်တာကတကြောင်မို့တောင်တွင်းကြီးကိုရွှေ့ပြောင်းလာကြတာပါဖရာအခုတကုံတိုင်းကုန်းမှာဟင်းသီးဟင်းရွက်စိုက်ပျိုးပြီး အသက်မွေးနေထိုင်ရပါတယ်ဖေ။တပည့်တော်တို့မှစိတ်ရင်းလွမ်းတာကြောင့်ဟောဒီသားကလေးမောင်အောင်ကိုပညာမသင်ပေးနိုင်မဆုံးမှမသွန်သင်နိုင်ဖြစ်နေပါတယ်ဖေ။အဲဒါကြောင့်အရှင်ဖေတို့ကျောင်းမှာသားလေးမောင်အောင်ကိုအနားထားကျင်ပါတယ်ဖေ။ဦးစင်းကြီးကသားဖားနှစ်ယောက်ကိုကြီးလိုက်တဲ့အခါဝတ်စားထားတဲ့ဝတ်စားတွေကစုပ်ပြတ်နှုံချလာတာကိုတွေ့လိုက်ရတယ်။ကောင်းပါပြီတကားကြီး။ဦးစင်းမောင်အောင်ကိုလက်ခံပါမယ်။ကျေးဇူးကြီးပါတယ်အရှင်ဖေ။မောင်အောင်ကိုသားတပည့်အရင်တယောက်လိုရှိုင်းနဲ့ဆုံးမနိုင်ပါတယ်ဖေ။ တပီတော့အရှင်ဖျားကိုအပ်ပါ၏စိတ်ချပါတကား၏ဦးစင်အောင်မအောင်ကိုစားလဲတင်ပေးမယ်လောကနီတိကျမ်းတွေကိုလည်းတင်ပေးမယ်မလိမ္မာတာရှိရင်လည်းတုံတင်ဆုံးမပေးမယ်တကား၏တကား၏ဘာမှစိတ်မပူနေတော့ဟုတ်ပြီလားဖိုးမြစ်ဆန်ကျော်အောင်မအောင်ကိုကြည်လိုက်ရင်လည်းလူလေမင်းဒီနေ့ရစပြီးတော့ဦးစင်ကြီးနဲ့ဆရာတော်တွေပြောတဲ့စကားကိုနားထောင်ရမယ်နော်ဦးစင်ကြီးလိုခိုင်းသမျှမညူမဆူလောက်ကင်ပေးကွဟုတ်ပြီလားဟုတ်ကဲ့ပါဖေဦးစင်ကြီးကကြောင်တနေရာကိုကြည်လိုက်ပြီးတော့ဟေးမောင်ပြင်းညာ ဒီ ਉਹ ခဏလာခဲ့ပါအောင်ကိုယ်အဲ့ဒီအခါចောင်းအနောက်ဘက်အခန်းအတွင်းကဦးစင်တော်ဘာပြေးထွက်လာတယ်တင်မဖေဟာဟော်ရီယာမောင်းဖို့အောင်ကိုចောင်းသားအဖေလက်ခံလိုက်ပြီးကိုယ်သူ့ကိုနေဖို့ထိုင်ဖို့ပြင်ဆင်ပေးလိုက်စမ်းမတင်မဖေဟာဦးစင်ပညာတာမိကမောင်းဖို့အောင်လက်ကိုဆွဲပြီးចောင်းအနောက်ကိုခေါ်သွားဖို့ပြင်နေတစ်ချိန်တည်းမှာပင်အဖေဖြစ်သူဘိုးမြတ်စံညိုးလဲဆရာတော်ကိုဝှက်ဖြေကចောင်းပေါ်မှာပြန်ဆင်းရင်ပြင်ဆင်နေလေတယ်မောင်းဖို့အောင်မအဖေဖြစ်သူကိုတစ်ချက်ကြည့်ပြီးတော့မျက်ရည်တွေဖြိမ်ဖြိမ်ကျလာတယ် ။ဘုံမြတ်စံညိုမှလည်းတားဖြစ်သူကိုဖုန်ကြီးကျောင်းမှထားခဲ့ရတာမို့စိတ်ထဲလည်းတိတ်မကောင်းလာဘူး။ဒါပေမဲ့လည်းမိမိမျက်ရည်ကြားရင်တားဖြစ်သူပုံမို့စိတ်ထိခိုက်မှဆိုလို့ကျောင်းပေါ်မှာပြေးဆင်းလာခဲ့တယ်။မောင်ဘိုးအောင်လည်းငိုယိုပြီးကျောင်းပေါ်မှာပြေးဆင်းလာခဲ့တယ်။ဘုံမြတ်စံညိုမှအနောက်သို့ပင်လက်မကြည့်တော့ဘဲနဲ့ကျောင်းဝင်းအတွင်းကတချိုးတည်းပြေးထွက်သွားတယ်။မောင်ဘိုးအောင်ကတော့ဖခင်ဖြစ်သူအနောက်ကိုပြေးလိုက်တော့လေ။ကျောင်းပေါ်မှာအစင်းမှာခလုတ်တိုက်ခါမှောက်ရက်သားလဲကြသွားတယ်။ငယ်ရွယ်နှုနေတဲ့အချိန်မှာ မိဘတွေနဲ့ခွဲနေရမျိုးကိုတွေးမိတဲ့အခါမှာမောင်ဘိုးအောင်တယောက်အလွန်စိတ်မကောင်းဖြစ်ရတယ်။ဒါကြောင့်လဲကျနေတဲ့နေရာမှာပင်ချုံမွေးချငိုယိုနေမိတယ်။ဦးစင်းတွေကလည်းမောင်ဘိုးအောင်ကိုကြည်ကတပ်ပြင်းပြိုင်တူချလိုက်ကြတယ်။မောင်ဘိုးအောင်ငိုယိုနေပြီးအတန်ကြာတဲ့အခါမှာအနည်းကိုចောင်းသားတယောက်ရောက်လာလေတယ်။မောင်ចောင်းသားကတော့မောင်ဘိုးအောင်ရဲ့ပခုံးကိုပုတ်လိုက်ပြီးငိုမနေပါနဲ့တော့ကိုကြီးရ။အစမှာတော့တို့တွေလေဒီလိုခံစားရတာပဲ။ကြာရင်တော့နေသားကြသွားမှာပါကွာ။မောင်ចောင်းသားကမောင်ဘိုးအောင်ကိုဆွဲထုတ်လိုက်တယ်။ ဒီကြောင်ညပြောဖို့တိတ်ကောင်းတာကွတို့ဆိုចောင်းပတ်ရင်အိမ်တောင်မပြောင်းညင်တော့လာစမ်းမကိုရင်လဲယောက်ျားပဲယောက်ျားဆိုတာမျက်ရည်လွယ်လွယ်မကြရဘူးကိုရင်ရမောင်ចောင်းသားနှစ်သိမ့်တဲ့အခါမှာမောင်ဘိုးအောင်တယောက်စိတ်အနှင်းငယ်တက်တာသွားလိမ့်တယ်ចောင်းအောက်ဖက်မှာမောင်ចောင်းသားလေးတွေကမောင်ဘိုးအောင်ကိုငေးမောကြည့်ရှုနေကြတယ်ငါနာမည်မျက်ကြည်လို့ခေါ်တယ်ကိုရင်ရဒါနဲ့ကိုရင်နာမည်ကရောចောင်းနာမည်ကဘိုးအောင်မှာဒါပေမဲ့လူတော်တော်များများကတော့မောင်အောင်လို့ပဲခေါ်ကြတယ်လာပါမောင်အောင်ရာ မင်းမျက်ရည်တွေတုပ်လိုက်စမ်းပါမင်းတို့တို့ចောင်းကဆရာတော်တွေចောင်းသားတွေနဲ့မိတ်ဆက်ပေးမယ်ဟုတ်ပြီလားမောင်မျက်ကြီးမှာမောက်ဘိုးအောင်ကိုဆွဲခေါ်သွားတယ်ចောင်းမှာចောင်းနိုင်ဆရာတော်တစ်ပါးရှိပြီးအများစုကဦးစင်းကြီးလို့သာခေါ်ကြတယ်ចောင်းနိုင်ဆရာတော်အောက်မှာတပည့်တော်ဝက်ကဦးစင်းသုံးပါးရှိတယ်ဝါဝါဖိုင်မဲ့အရက်ပုပ်ပုပ်နဲ့ကိုတော်မဦးလက္ခဏာလို့အမည်ရတယ်ပိမ့်ပိမ့်ပါးပါးအရက်ရှိရှိနဲ့အမည်ပြုံးနေတတ်တဲ့ဆရာတော်ကဥပညာတာမီဖြစ်တယ် မျက်နာမှာကြောက်ပေါက်မာတွေဘလဘွားရှိတယ်ဥစင်းကတော့ဥအားဒိဆာဖြစ်တယ်တို့เจ้าမှာเจ้าနိုင်ဥစင်းကြီးဟာသဘောကောင်းတယ်ဥလက္ခဏာကတော့လောဘကြီးတယ်စီးကုတ်တယ်မောင်းအောင်ရဥပညာသားမီးကတော့ဖြစ်ပညာဆိုတဲ့အတိုက်ဒီเจ้าမှာစာပေကျမ်းကအတက်ဆုံးပုံကောပဲငယ်ငယ်ကစာဝါလိုက်ဘူးတယ်ပြောတယ်ဥစင်းဒိန်းကလျှို့ဝတ်သိုးသိတ်တယ်တို့เจ้าသားတွေနဲ့ဖက်လေတခင်သိမ့်မနေဘူးမောင်းအောင်ဥစင်းဒိန်းဆိုတာဘယ်သူလဲမောင်းမြတ်ကြီးရဲ့ဥဟာဒိဆာကိုပြောတာပါမောင်းအောင်ကဲလား ကျောင်းသားတွေနဲ့မိတ်ဆက်ပေးမယ်။ကျောင်းအောက်ကိုဝင်လိုက်တဲ့အခါမောင်ကျောင်းသားတွေကမအောင်ကုန်ကြီးကြည့်နေတယ်။မောင်ကျောင်းသားစိတ်ဦးခန့်သာရှိတယ်။မောင်ကျောင်းသားဆိုတော့လေအရွယ်မညီကြဘူး။မောင်ကျောင်းသားအုပ်စုထဲမှာထွားထွားကြိုင်ကြိုင်ရှိလာတဲ့ကျောင်းသားကိုတော့မောင်မြတ်ကြီးကလက်ညှိုးထိုးလိုက်ပြီးတော့ဟောဟုထွားထွားကြိုင်ကြိုင်လေးကတော့ငထွားလို့ခေါ်တယ်။ဒီဘက်ကပေပေဆုပ်ဆုပ်လေးကတော့ပေတူးပေါ့ကွာ။ဟောဟိုကမျက်လုံးတစ်ဖက်ပြက်နေတာကတော့မောင်ကန်အရက်ပူပူနဲ့အောင်မောင်ပူတယ်ကွာ။ဟာ နံပါတ်တွေကလူပုံစံတွေနဲ့တထက်သေးပါလားဒါဆိုဟောဟိုကအရက်ရှိရှိနဲ့ကြတော့မောင်ရှိလို့များခေါ်လိမလားဒီဘေးကဝါဝါတုတ်တုတ်ဖိုးဝါရုပ်လိုလူကမောင်ဝပေါ့မောင်အောင်ပြောတဲ့အခါမှာတခြားចောင်းသားတွေကရှီမောကြတယ်မောင်မြတ်ကြီးကခေါင်းခါလိုက်ပြီးတော့မဟုတ်ဘူးမောင်အောင်ရရှေးရှေးလျားလျားဂလန်ဂလာနဲ့လူကြတော့လန်ပါတယ်ကွဟောဟိုကအစီပိတ်ပြီးဝါနေတဲ့လူကိုကြတော့ဝက်ကြီးလို့ခေါ်တယ်ကွအဲ့ဒီအချိန်မောင်ထွားအမီကចောင်းသားမှာမောင်ဘိုးအောင်အနီရောလှမ်းလျှောက်လာခဲ့တယ် ညထွားအသက်၁၄နှစ်ခန့်ရှိပုံရပြီးတော့ထွားချင်းတမကအနည်းအထိုင်ကြမ်းတမ်းနေသူ့ထက်အားနေတဲ့မောင်ကျောင်းသားတွေကိုဗလာအောက်ကိုနဲ့ဘိုးလုံးအုပ်ချုပ်နေသူလေးဖြစ်တယ်။ညထွားမောင်ဘိုးအောင်အရှိမခါထောက်ကိုမတက်ရက်လိုက်တယ်။မောင်မြတ်ကြီးကဟောတာကတော့တို့အကျောင်းကိုရောက်လာတဲ့ကျောင်းသားအသက်ပါသူနာမည်ကမောင်ဘိုးအောင်နဲ့ဘိုးအောင်တွေဘွားအောင်တွေငါမသိဘူး။ဒီကျောင်းရောင်ရင်နာမည်အသက်ပေးရတာထုံးစံမဟုတ်ဘူးလား။ညထွားမောင်ဘိုးအောင်ကိုတေးသေးချာချာစူးစိုက်ကြည့်တယ်။ဟဲ့ကောင်မင်းလက်တွေပြစမ်း မောင်ဘိုးအောင်ကလက်နှစ်ဖက်ကိုရှေ့ထုတ်ပြလိုက်တယ်။မောင်ဘိုးအောင်ကအနေစင်းတဲ့ဖြင့်ခြေလက်တွေမှာဝဲဆူဝဲချောက်တွေကဘလက်ဘွားနဲ့ဖြစ်နေလေတယ်။ငှထွားကဝဲရီကိုကြည့်ပြီးတော့ယွန်ရှာတဲ့ပုံစံနဲ့တဝော့ဝော့လှုပ်ပြလိုက်သေးတယ်။မင်းလက်မှာဝဲရီနဲ့ယွန်စရာကြီးကဒါကြောင့်မင်းဝငါတို့ဒီနေ့အစပြီးမောင်ဝဲလိုပဲခေါ်မယ်။မောင်ဝဲလိုအခေါ်ခံရလို့မောင်ဘိုးအောင်ကမကြေနပ်ဘူး။အဲ့ဒီအဖြစ်ကိုငှထွားကလည်းရိတ်မိတယ်။ဟေးဝဲထူ မင်းမဝဲတွေပေါက်နေလို့မောင်ဝဲခေါ်တာမကြိုက်ဘူးလားကွမောင်ဘိုးအောင်ကပေကက်ကက်ကြည့်နေလို့ငထွားအင်ကြီးလက်မောင်းတွေကိုဆွဲတင်ပြီးဗလာတွေကိုထုတ်ပြလိုက်တယ်။အောင်မမင်းကငါ့ကိုများပေကက်ကက်ကြည့်နေပေါ့မင်းကငါ့အကြောင်းမသိသေးဘူးထင်နေ။ကြောင်မကံမှန်သိသွားအောင်မင်းတော်လက်သီးစာကျွေးမှဖြစ်မင်းမောင်မျက်ကြီးကကြားမှဝင်လိုက်ပြီးငထွားရဒီလိုမလုပ်စမ်းပါနဲ့ဖယ်စမ်းမောင်ကြီးမင်းမဖယ်ရင်မင်းကိုပဲငါထိုးမယ်ကွငထွားကမောင်ဘိုးအောင်ကိုအမျိုးမျိုးချင်းချောက်တော်လဲ မောင်ဘိုးအောင်ကမကြောက်တဲ့အပြင်ခါထောက်ယူအရှိကိုတိုးလာတယ်။မင်းကလူကောင်းကြီးတိုင်းမင်းကငါကြောက်ရမှာလားကွာငါထွားရ။ညထွားကဒေါသအလွန်ထွက်သွားပြီးလက်သီးကိုကျင့်နေအောင်ဆုပ်လိုက်တယ်။မောင်ဘိုးအောင်ကစူးရဲတဲ့မျက်လုံးတွေနဲ့ညထွားကိုမှမိတ်မတုံစိုက်ကြည့်နေတယ်။ညထွားမှလက်သီးလက်မောင်းတန်းပြီးတော့မောင်ဘိုးအောင်ကိုထိုးနိုင်ရန်ဟန်ပြင်လိုက်စင်မှာပင်လက်သီးမှာကြောင်းအောက်ဖက်မှာဆင့်တန်းကြီးနဲ့ခွက်ခနဲထိသွားလိမ့်တယ်။ညထွားကလက်သီးကိုပုတ်ပြီးနာကျင်စွာနဲ့အော်ဟစ်ညှို့လိမ့်တယ်။အဲ့ဒီဖြစ်ကိုကြည့်ပြီးတော့ မောင်ဘိုးအောင်ကရီမောမိတယ်။တခြားចောင်းသားတွေကလည်းရီမောကြတယ်။ငါထွားမောင်မောင်ဘိုးအောင်ကိုမကြည်နဲ့ဘူး။အဲ့ဒီအချိန်ဦးစင်းပညာတာမိတယောက်ပေတော့တထုပ်ကိုရှူပြီးចောင်းအောက်ကိုဆင်းလာလို့ရခင်ကစူညံပွက်လောရိုက်နေတဲ့မောင်ចောင်းသားတွေကမိကိုရှင်းနဲ့ဖြန်းလိုက်သေးနေ။ချက်ချင်းငြိမ့်ကြသွားလိမ့်တယ်။မောင်ចောင်းသားတွေကသူ့နေရာနဲ့သူထိုင်လိုက်တယ်။မောင်မျက်ကြီးရဲ့နှဘေးမှာမောင်ဘိုးအောင်ကထိုင်ရတယ်။ဦးပညာတာမိကကိုင်းစားမသိခင်စပြန့်နှွှင်းရမယ်။အရင်ကတင်ထားတာတွေအာကုန်ရွက်ကြစမ်း မောင်ကျောင်းသားတွေကကျောင်းစာတွေကိုတံမြန်ရွတ်ဆိုကြရတယ်။မောင်ဘိုးအောင်ကတော့အဲ့ဒီစာတွေကို မတင်ဘူးသေးလို့ဟိုကြည့်ဒီကြည့်ကြည်နေမိတယ်။တံမြန်ရွတ်ဆိုပြီးတဲ့အခါဥပညာသားမီးကကျောင်းသားတွေကို စာပေလေးငါတွေတင်ကြပေးတယ်။မောင်ဘိုးအောင်ကသင်ခန်းစာတွေကိုလိုက်မှတ်မိလို့အစိမ့်တက်တက်ဖြစ်နေလေတယ်။ဥပညာသားမီးကမောင်ဘိုးအောင်အနီကိုတိုးကပ်လာပြီးတော့မောင်အောင်မင်းကတော့ဘာမှမတင်ဘူးဘူးဆိုတော့တို့တွေဘလို့တင်နေကြတယ်လဲဆိုတာအရင်လေးလာအောင်ပေါ့ကွာ။စွန်စာပြီးညနေပိုင်းအချိန်ကျရင်တော့ မင်းမတင်လိုက်ရတဲ့သင်ခန်းစာတွေကိုပြန်တင်ပေးမယ်။ဘာမှအားမငယ်နဲ့ဟုတ်ပြီလား။မောင်ဘိုးအောင်ကခေါင်းငိမ့်လိုက်ရတယ်။မကြမီစွန်းစားချိန်ကိုရောက်လာခဲ့တယ်။မောင်ကျောင်းသားတွေကဆရာတော်တွေစွန်းပုံးပေးတဲ့အချိန်နဘေးမှာဝိုင်းဝန်းကူညီပေးရတယ်။လက်စည်းရေကန်းတဲ့အခါကန်းရတယ်။ရက်တောင်ခတ်ပေးသူကခတ်ပေးရတယ်။ဥစင်းတွေစွန်းပုံးပြီးလို့ကျန်တဲ့စွန်းထမင်းစွန်းဟင်းတွေကိုမောင်ကျောင်းသားတွေကမျှဝေကစားတောက်ရတယ်။ရရွာများမှာလှူဒန်းတဲ့စွန်းတွေကမောင်ကျောင်းသားများပင်လောက်လောက်ငန်းကစားတောက်နိုင်မိတယ်။ မောင်ဘိုးအောင်ကတော့စင်းရဲလို့အိမ်မှာထမင်းနဲ့မအောင်အနိုင်နိုင်စားရတော့လေဖုန်ကြီးကျောင်းရောက်တဲ့အခါမှာတလေထမင်းကိုဟင်းပေါင်းနဲ့စားရတာမို့အိမ်မှာထက်စာရပုံမို့ဝါဝါလင်လင်စားတော့ရတဲ့အတွက်ပျော်ရွှင်နေမိတယ်ထမင်းစားတော့ပြီးတဲ့အချိန်မှာအားလက်သွားပြီဖြစ်တဲ့ဦးစင်းကြီးကလည်းနေလေနေခင်ကျင်းဆက်ဖို့အတွက်ပြင်ဆင်နေတယ်မောင်ကျောင်းသားတွေမှာကျောင်းရှိမီကွက်လက်မှာစောကစားနေကြတယ်မောင်ဘိုးအောင်နဲ့ဦးပညာသားမီးကတော့ကျောင်းအောင်မှာနှစ်ယောက်ထဲကျန်နေခဲ့တယ်ကဲမောင်အောင်မောင်မင်းကိုဦးစင်းက ဟိုးစားပြီးအစပြီးတရတရတွေကိုပြန်တင်ပေးမယ်။တခြားမောင်ကျောင်းသားတွေကတော့တော်တော်ကလေးခရီးပေါက်နေပြီကွ။သူတို့ကိုမှီအောင်ဆိုရင်တော့တရင်ဘတ်တစ်ပတ်လောက်တော့ကြာလိမ့်မယ်ထင်နေ။တပိတော့နောက်ောက်ကြံမနေချင်ပါဘူးဖေ။တပိတော့များများသာတင်ပါ။တပည့်တော်လိုက်နိုင်ပါတယ်။ဥပညာသားမီးရဆက်လုံးတွေကိုတင်မုံကြီးမှရေးပြရွတ်ဆိုပြတယ်။မောင်ဘိုးအောင်ကတက်သားတင်မုံငယ်ကလေးအပေါ်မှာမြေပြူနဲ့လိုက်လံရေးမှတ်ရွတ်ဆိုရလေတဲ့။မောင်ဘိုးအောင်ကတော့ညံကောင်းသူလေးဖြစ်လေတော့ဥပညာသားမီးတယောက် ပင်ပင်ပန်းပန်းတင်းစရာမလိုအပ်ဘူးတင်ပြီးသမျှကိုလေမောင်ဘိုးအောင်ကတစ်ခေါက်နှစ်ခေါက်ရွရုံနဲ့မှတ်မိတယ်ဒါတွေမကသေးဘူးမောင်ဘိုးအောင်ကအရေးပြရင်အကောင်မြင်တဲ့အတွက်တင်ကန်းစာသဘောတရားကိုပြောပြုံမျှနဲ့ကြံတဲ့တင်ကန်းစာတွေကိုစင်ပွားတွေးတော့ထက်လေတယ်ညနေဆောင်တဲ့အခါမှာဥပညာတောင်မိပင်ညောင်းညာပင်ပန်းနေပြီဖြစ်တယ်မောင်ဘိုးအောင်ကစာသင်ယူနေရသည်ကိုပင်ပျော်ရွှင်နေမိတယ်ဥပညာတောင်မိကမောင်ဘိုးအောင်ကိုပေစာထုတ်တွေပေးခဲ့ကကျောင်းမော်ကိုတက်သွားတယ်တခြားကျောင်းသားတွေစော်ကစားနေတော့လေ မောင်ဘိုးအောင်ကတော့ကျောင်းအောင်မှာထိုင်ပြီးတော့စာရေးစာဖတ်ခြင်းရွတ်စုခြင်းတွေကိုပြုလုပ်နေတယ်။စော်ရင်ကရေတက်တော့တဲ့မောင်မြကြီးပင်မောင်ဘိုးအောင်ကိုငေးကြည့်နေမိတယ်။ညရောက်တဲ့အခါမှာမောင်ကျောင်းသားတွေကဖျားဝတ်တက်ရတယ်။ဖျားဝတ်တက်ပြီးစီးတဲ့အခါကျောင်းဝန်နောက်ဖက်ရှိကျောင်းဆောင်တစ်ခုမှာတွားရောက်အိတ်ဆက်ရလေတယ်။သို့တော်လည်းမောင်ဘိုးအောင်ကမပြန်သေးပဲနဲ့ဖျားကျောင်းဆောင်အနီမှာစာပေဖတ်ရှုနေတယ်။ဘုံကြီးကျောင်းတစ်ခွင်မှာမီးမရှိပဲနဲ့ဖျားကျောင်းဆောင်မှာသာစီမီးတွေပူဇော်ထားလို့လင်းချင်းနေသောကြောင့်လေးဖြစ်တယ်။ ကျောင်းနိုင်ဦးစင်းကြီးကဖယားကျောင်းဆောင်ရှေ့မှာစာရေးနေတဲ့မောင်ဘိုးအောင်ကိုကြည့်ရအံ့ဩသွားတယ်။ဒီမောင်မောင်အောင်စာလေးလာတာလဲလေ့လာတာပေါ့ကွယ်။စီမီအလင်းရောင်ကမှိန်လွန်းနေ။ကြာရင်အမောင်မျက်စီမွဲမှာပေါ့။ရပါတယ်အရှင်ဖယား။တပည့်တော်မြင်ရတဲ့ဦးစင်းကြီးကမောင်ဘိုးအောင်ရဲ့အနီးမှာထိုင်လိုက်ပြီးတော့တိတ်ပအတက်ပညာကိုရှာမီတင်ကြားနေကြတဲ့သူတွေကဖြည်းဖြည်းတင်ကြားရဤလို့လောကနီတီကျမ်းမှာဖော်ပြထားတယ်မောင်အောင်ရင်။တင်ယူခြင်းစိတ်ပြင်းပြတာကောင်းတဲ့အရာပါပဲမောင်အောင်။ဒါပေမဲ့ ရုပ်ခန္ဓာကြီးကိုတအားပင်မအောင်ခိုင်းစီလိုက်လို့ဘယ်ဖြစ်ပါမလဲမအောင်ရဲ့။ဘာကြောင့်များတလောက်တောင်အပတ်ရကုတ်ကြိုးစားနေရတာလဲ။တပိတော်တခြားចောင်းသားတွေနဲ့တန်းတူပညာသင်ရှင်လို့ပါဖေ။တနေ့တော့ရောက်မှာပေါ့ကွ့။စိတ်ရှိရှိထားစမ်းမှာတဲမဖေ။တပိတော်တခြားចောင်းသားတွေနဲ့သင်ခန်းစာအတူတူရောက်ပြီဆိုရင်အရှင်ဖေပြောသလိုပညာဖြည်းဖြည်းရှာပါမယ်။ခေါင်းမာတဲ့မောင်ဘိုးအောင်ကိုကြည်ကဦးစင်းကြီးကပြောမိတယ်။ဒါနဲ့မအောင်မင်းဟောငါဇာတာဖွဲ့ပေးမယ်။မောင်မင်းဖယ်နေမွေးတာလေဆိုတာပြောစမ်းမအောင်ကွ့။ တဲမတပည့်တော်မွေးတဲ့နေရလက်ပံရှိရောငင်းရင်လှုပ်တဲ့နေရပါဖေ။အေးအဲ့ဒီနေရဘယ်နေလဲမအောင် အရှင်ဖေးနဲ့လက်ပံရှိရောငင်းရင်လှုပ်တဲ့နေပါဆို။ဦးစင်းကြီးကနှစ်ဖူးကိုသာလော်ဝါနဲ့ခါခါရိုက်မိတယ်။ရှေးခေအခါကပညာရေးနေပါကြတဲ့ကျေးလက်နေသူတွေကတာသမီမွေးနေ့ကိုခုနှစ်တက်ကရွတ်တွေနဲ့မှတ်သားထားခြင်းမရှိပဲဘာကြီးပိုးထီတော်နဲ့ညောင်ကိုင်းကြီးကြိုးကြတဲ့နေ့အဆရှိသဖြင့်သာမှတ်သားထားရကြတယ်။အခုလဲမောင်ဘိုးအောင်ရဲ့မွေးနေ့ကို ထူးထူးခြားခြားမှတ်သားမထားဘဲနဲ့လက်ပံရှိွားငရင်လှုပ်တဲ့နေ့လိုသာမှတ်သားထားပုံရတယ်။မွေးနေ့မွေးရက်မသိတဲ့ဖြင့်ဦးစင်းကြီးကစားတာဖွဲ့မရဘူး။ဒါပေမဲ့မွေးဖွားတဲ့ရက်မှာမြင်းငရင်တုံလှုပ်ချင်းမှာဖုံးကန်ကြီးမားသူတဦးလောကမြေပြင်ပေါ်ခြေချတဲ့နမိတ်မျိုးဖြစ်လို့မောင်ဘူအောင်ကထူးခြားတဲ့အစွမ်းရှိတယ်။လူတယောက်ဖြစ်မယ်လို့ခံမှန်းမိလိုက်တယ်။ဒါကြောင့်မောင်ဘူအောင်စာဖတ်နေတာကိုမနှောက်ရှက်တော့ပဲနဲ့မောင်ဘူအောင်အနီးမှာစီမီတထိုင်ကိုထပ်မံထုံးပစ်လိုက်ပြီးတော့စက်တရေကန်းအတွင်းကိုဝင်လိုက်လေတော့တယ်။ အဲ့ဒီညာမောင်ဘိုးအောင်အိမ်မအိတ်ကိုဘယ်သူမှမသိလိုက်ကြောင်းမနက်အုံမောင်းခေါင်ရဦးစင်းနေထွက်လာတဲ့အခါမောင်ဘိုးအောင်တယောက်မျက်နှာပြင်တင့်နေပြီဖြစ်တဲ့နေကင်းရောက်တဲ့အခါမောင်ကျောင်းသားတွေမှာစာသင်ရန်စူဝေးမိကြပြီဖြစ်တဲ့ဥပညာတာမီးရလည်းကျောင်းသားတွေရှေ့မှောက်ကိုရောက်လာတဲ့ကင်ထုံးစံအတိုင်းတင်ပြီးသမျှစာတွေကိုအာကုန်ဆောင်ကြတော့အဲ့ဒီအခါမောင်ကျောင်းသားတွေကသင်ခန်းစာတွေကိုတံပြန်ရွတ်ဆိုကြပြန်နေအဲ့ဒီအထဲမှာမောင်ဘိုးအောင်လည်းပါဝင်နေမောင်ဘိုးအောင်ကသင်ခန်းစာတွေကို အမောင်းအရင်းမရှိပဲလိုက်လံရွတ်ဆိုနိုင်တာကိုတွေ့ရတယ်။တခြားအကြောင်းသားတွေတလခံတင်ကြားထားတဲ့သင်ခန်းစာတွေကိုမောင်ဘိုးအောင်ကတညနဲ့တက်မြောက်နေတာကိုမြင်တွေ့ရတဲ့အခါဦးစင်းပညာတာမီးကအလွန်အံ့ဩနေမိတယ်။တခြားအကြောင်းသားတွေကသင်ခန်းစာတွေကိုရွတ်ဆိုပြီးပြီးစီးသွားတော့လေမောင်ဘိုးအောင်ကဆက်လက်ရွတ်ဆိုနေပြန်တယ်။အဲ့ဒီအခါဦးပညာတာမီးကမောင်ဘိုးအောင်ကိုတားမြစ်လိုက်တယ်။နေစမ်းမအောင်မအောင်ရအဲ့ဒီသင်ခန်းစာတွေကသူတို့ဘုံမတင်ပေးရဘူးကွာ။ငါ့ကိုလည်းတင်ခွင့်ပေးပါအောင်ကွာ။ ဥပညာတာမီယာရဲကျဲကျဲနဲ့ပြောလိုက်တော့မှမောင်ဘိုးအောင်တယောက်ရက်တန်းလိုက်လေတဲ့မောင်ဘိုးအောင်ကမိမိဘာသာသင်ခန်းစာတွေကိုလေ့လာရင်းနဲ့အတော်ရှိရောက်နေတာကိုသတိထားမိသွားတဲ့စာသင်ပေးတဲ့ဥစဉ်ပညာတာမီကိုလည်းအားနာလာလို့အဲ့ဒီသင်ခန်းစာတွေကိုထပ်မံသင်ယူပြန်နေစာသင်ကြားပြီးတဲ့အခါမှာဥစဉ်ပညာတာမီတယောက်ကျောင်းမဟုတ်အလံတကြားနဲ့ပြေးတက်လာခဲ့တယ်ဥစဉ်ကြီးအရှိကိုရောက်တဲ့အခါမှာဥစဉ်ကြီးမအောင်ဟာအရင်ကစာမသင်ဘူးဆိုတာမဖြစ်နိုင်ပါဘူးဖေဟာ အခုသူဟာတခြားចောင်းသားတွေနဲ့စာရီလိုက်မိနေတဲ့အပြင်အရှိကိုတောင်းနေနေကြိုးရောက်နေပါပေါ့ဖေဟာမောင်အောင်သာစာမသင်ဘူးဘူးဆိုရင်တော့တရက်ဖြစ်ကတော်တော်ကိုထူးခြားတဲ့ဖြစ်ပါဖေဟာမောင်အောင်တို့စင်းရတာမင်းလေအတိပဲမဟုတ်လားမောင်ပညာရေသူတို့တောင်စာမသင်ပေးနိုင်လို့တို့စီလာဖို့ထားတာမဟုတ်ဘူးလားဒါဆိုရင်တော့မောင်အောင်ကလေးကတော်တော်ထူးခြားတဲ့ကလေးတယောက်ပါဖေဟာမောင်အောင်ကကြိုးလဲကြိုးစားတာကိုကိုယ်ဒီကလေးကစပေးအရာမှအထုံပါရမီပါတယ်ထင်နေဦးစင်းကြီးပြောနေတာကတော့ ဒီကလေးဟာတနေ့ထူးခြားထက်မြက်တဲ့လူတယောက်ဖြစ်လာမှာကွယ်။တလောက်တောင်မှတ်ညာကောင်းနေမှာတော့သင်္ကန်းစီပီစာဝါလိုက်ခိုင်းလိုက်မယ်ဆိုရင်ဆရာတော်ကြီးတပါဖြစ်လာနိုင်မှာတယ်ဖေ။တိတ်လေစန္ဒမစောပါနဲ့အုံမောင်ပညာရဲ့အခုမှတရက်ပဲရှိသေးတာ။သူ့ကိုနည်းနည်းလေးလာကြည့်ပါဦး။ဦးစင်ကြီးပြောသဖြင့်ဦးပညာတာမီရလည်းခေါင်းငိမ့်လိုက်ရတယ်။ဦးစင်ကြီးရောဦးပညာတာမီရပါ။မောင်ဘိုးအောင်တယောက်ထူးချွန်ထက်မြက်လာတာကိုတတိပြုမိသွားပြီဖြစ်ပါလေ။ဟုတ်ကဲ့ပါရှင်။ ဒီကနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကိုတော့ဒီမာရီမေရန်နောက်ခင်ပြုပါရှင်။ဇလန်ကောင်းမီနောက်ရက်မှာထပ်မံတင်ဆက်ပေးဖို့ရှိနေသေးတဲ့အတွက်ဆက်လက်ဆောင်မြော်နာဆင်မှုပြောကြားရင်းနဲ့နှုတ်ဆက်ချင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။